မင်္ဂလာပါရှင်ကျမတော့အင်ချူမေပါစတေမာလာ၄ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့စစ်တပ်ကတရင်မူတူစစ်တောင်းမြေအနောက်ဘက်ကျမ်းတိုက်ပွဲမှာတေဆုံးခဲ့တဲ့သတင်းအပအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြောက်ဖြူတိုက်ပွဲမှာစစ်ကော်မရှင်စစ်ကြောင်းကိုအေအေတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာ စစ်ကောင်မရှင်စစ်ကြောင်းကိုအရခတတ်တော်အေအေကတိုက်ခိုက်ခဲ့လို့30ဦးထပ်မံတေဆုံးခဲ့တယ်လို့သိရပါတယ်။ဗိုလ်မှူးတအူးဦးစီးတဲ့အဲ့ဒီစစ်ကြောင်းဟာအေအေထိန်းချုပ်တဲ့နေမြေအတွင်းဝင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးမှာလက်ရှိအချိန်အထိလက်ခမော်ပြားတဲ့တပြူတောင်ကလားပါရွာနဲ့မလကျွန်းအနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။အဲ့ဒီစစ်ကောင်မရှင်စစ်ကြောင်းဟာကြောက်ဖြူမျိုးနဲ့ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ကလားပါရွာအနီးက ဂေါ်တူတောင်တန်းမှာစက်တင်ဘာလ29ရက်ကတိုက်ခိုက်ခံရတာဖြစ်ပါတယ်။အဲ့ဒီနေရာကိုလက်တလောမှာနောက်ထပ်စစ်ကြောင်းတစ်ကြောင်းထပ်ဝင်လာလို့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ကတည်ရင်မှုတအူးစစ်တောင်းမြေအနောက်ဘက်ခြမ်းမှာအသေးဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အဘိုးတိုင်းစစ်တောင်းမြေအနောက်ဘက်ခြမ်းတိုက်ပွဲမှာ ခမာရ20တည်ရင်မှုဒုတိယဗိုလ်မှူးကြီးမျိုးတန့်စင် စစ်တပ်ကတော့ဘူလောင်းတင်တဲ့အမှတ်စဉ်46စင်းတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒုတိယဗိုလ်မှူးကြီးမျိုးတန့်စင်ဟာကျူးမြို့နယ်ကတပ်ရင်းတစ်ခုကနေညောင်လေးပင်အခြေဆိုင်ခမရ20ကိုပြောင်းရွှေ့လာတာဖြစ်ပြီးတလားပင်မပြည့်သေးခင်တေဆုံးခဲ့တာလို့သိရပါတယ်။အဲ့ဒီတပ်ရင်းမှုဟာစက်တင်ဘာလ28ရက်တိုက်ပွဲမှာတေဆုံးခဲ့တာဖြစ်ပြီးအခုထိလဲအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေသေးတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဝက်လက်နယ်အရှိချမ်းမှာစစ်တပ်ကပြစ်ခတ်လို့မတန်ဆွမ်းတအူးနဲ့အဖွားအုပ်တအူးသေးဆုံးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်တမာကန်ကျေးရွာကိုစစ်တပ်စစ်ကြောင်းကပြစ်ခတ်ခဲ့လို့မတန်ဆွမ်းအမျိုးသားတအူးနဲ့အသက်80အရွယ်အဖွားအုပ်တအူးသေးဆုံးကတအူးတံရရရှိခဲ့တယ်လို့သိရပါဗျ။ဒီနေ့ကမနက်ပိုင်းမှာအမှတ်3ခရိုင်ချင်းဆက်ယူဟာလမ်းမိုင်းကိုတမ33နဲ့ပြူစောတီတွေပူပေါင်းထားတဲ့စစ်ကြောင်းဟာ တမာခံကျေးရွာကိုပြစ်ခတ်စီးနင်းဝင်ရောက်ခဲ့တာလို့သိရှိရပါတယ်။ပြစ်ခတ်ခံရမှုမှာမတန်ဆန်းတာကြောင့်ပခတ်ထဲအိတ်နေတဲ့အသက်28နှစ်အရွယ်အမျိုးသားကိုစောဖုံးခိုင်နဲ့အသက်80အရွယ်ဒေါ်မေပုတို့ထိမှန်သေဆုံးခဲ့ပြီး50ကျော်အရွယ်အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်တပ်ဟာကြောင်မဲကိုပြောင်းဝင်ပြီးနောက်ပါ TNL ထိန်းချုပ်ထားတဲ့တခြားမျိုးတွေကိုဘုံဆက်ကျဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကြောင်မဲကိုပြန်လည်ထိန်းချုပ်သွားတဲ့စစ်ကောင်မရှင်ကနမ်မတူနဲ့မန်တုံကိုဘုံကျဲပြီးရနောက်တနေ့ကညပိုင်းမှာတီဘောမျိုးကိုထပ်မံဘုံကျဲလို့အယတားထိခိုက်မှုတွေရှိခဲ့ပါတယ်။နမ်မတူနဲ့မန်တုံတို့ကိုလည်းတနေ့ကမနက်9နာရီခန့်မှာဘုံကျဲတာဖြစ်ပြီးတီဘောမျိုးကိုတော့ည10နာရီ15မိနစ်ခန့်မှာကျဲခဲ့တာပါ။နမ်မတူနဲ့မန်တုံကိုပေါင်900ဘုံးနဲ့ကျဲခဲ့တာကြောင့် အယတား၄ဦးသေဆုံးခဲ့ပြီးခလင်းငယ်တအူးအပါအဝင်၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။တောင်ကြီးတမဟာနှင့်နယ်မြေတီဘောမြို့နယ်မှာမနေ့ကညပိုင်း၁၅မိနစ်ခန့်ကစစ်တပ်ကလေကြောင်းကနေပေါင်900ဘုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်အဆအဦးတစ်ခုပျက်စီးသွားခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။တီဘောမျိုးနဲ့စံဖိတ်ကြီးရွာကုမှုဒရာဟိုတယ်မှာပြည်သူလူထုရှိတာကိုတီရနဲ့ ရည်ရွယ်ချက်ရှိရှိဖုံးကျဲတိုက်ခိုက်ခဲ့တာလို့ TNL ကပြောဆိုထားပါတယ်ရှင်။မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင် စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။